အားလုံးပဲမင်္ဂလာပါရှင်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စိုင်းဆရာမိုးကျော်တင်ရေးသားတဲ့အလျှောက်ကောင်းအထောင်းတသားဆိုတဲ့ဝတ္ထုလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ကျမကတော့စာဖတ်သူနန်းတင်ကြီးဖြစ်ပါတယ်တရားရုံးခန်းမာတဲ့သူဝင်လိုက်မိတဲ့နေ့တပိုင်းနဲ့တရားခန်းရှိနေပြီးပြီးကျွန်တော်ရှင်များကတဝုံဝုံခုံလာတော့ဤချောင်းနစ်ဒီဟူသောကျွန်တော်ဤရှေ့နေတက်တန်းတလျှောက်ရင်းကဲ့သို့ ထိတ်လန့်ကြောက်ရွံ့ခဲ့မှုလေးများဖြစ်ပေါ်လာရင်ကစားယခုအမှုလက်ရသည်လောက်ထူးခြားမှုမရှိခဲ့ပါဘူးယခုအမှုတွင်တော့ကျွန်တော်စိတ်များက အလိုလိုခြောက်ခြားနေမိသည်အကြောင်းတော်ကကျွန်တော်ယခုလက်ရမည်အမှုသည် လူတက်မှုရိုးရိုးသာ ဆိုပါကြီးကဒီများလောက်ကျွန်တော်ခြောက်ခြားမိမည်မဟုတ်ပေသို့တော်ကျွန်တော်အမှုတွေက သူကျူးလွန်မိသော လူတက်မှုကို ဝန်ခံထားပြီးဖြစ်သောကြောင့်အရှုံးဘက်မှ စင်ကြီးလဲရမည်အတွက် ကိုလေးပြကို မလုံးဖြစ်နေမိသည်ဒီတက်ပို၍ပိုဆိုးသည်ကငွေရတိုင်းအမှုလိုက်ရသည်ထက် ရှင်းနေတယောက်အနေနဲ့စောင့်ထင်းတင်သောအချက်များကရှိနေသည် ရှင်းချက်များက အမှုသွားအမှုလာကိုကြည့်၍ကိုတိတ်ခါကို ပြန်ဆဲရခြင်းဖြစ်၏အမှုသွားအမှုလာကိုမကြည့်ပါဘဲရှင်းနေလိုက်မိပါကတေမိနှစ်မှစစ်ထဲလိုက်ဆိုသလိုလဲဖြစ်နိုင်သည်ယခုအမှုတွင်လည်း ကာယကံရှင်များအားမျက်နာနာ၍သာလိုက်ပြီးဆောင်ရွက်ပေးရန်ဂရုပြုမိ၏။တကယ်ပြန်လဲစီစစ်ပါမူကျွန်တော်ဘက်မှတရားခံသည်မျက်ဖြူဆိုင်နေသော အခြေတွင် ရှိနေ၏။သို့သောအလျှောက်ကောင်းအထောင်းတတာဆိုသော ဆောင်ပုဒ်ကိုနှလုံးသွင်းကတဝုံဝုံခုန်နေသောရင်ကိုမှတင်၍တရားရုံးတော်ခန်းမှထဲသို့ဝင်လိုက်မိသည်။ကျွန်တော်လိုက်ရမည်အမှုအချင်းချုပ်ကဤတို့သည်ပသိမ်ခရိုင် ရေကြီးမျိုးမှမောင်ခင်မြသည်တရွာထဲနေမောင်ကျော်ငိမ့်အားမိန်းကလေးတယောက်အတွက်နှင့်ပတ်သက်၍တက်ခဲ့မှုဖြစ်သည်တေသူမောင်ကျော်ငိမ့်နှင့်တရခမ်းမောင်ခင်မြတို့သည် တရွာထဲနေကရင်မာလေးနန်းငိမ့်လှအားဗျန်သူပိုးပန်းခဲ့ကြသူများဖြစ်၏အကြံသူရန်သူဆိုတကဲ့သို့တဦးနှင့်တဦးစောင်းမရိတ်ချီရန်ဆောင်လာကြသည့် အချိန်တွင်နန်းငိမ့်လှဤမြစ်တာကိုတေဆုံးသွားသူမောင်ကျော်ငိမ့်က လက်ခံရရှိသွားလေသည်ဤဒီကိုမခံရနိုင်အောင်ဖြစ်ရသော မောင်ခင်များကတေဆုံးသူ မောင်ကျော်ငယ်နန်းငယ်လာတို့အိမ်ပေါ်မှအစင်ခြံဝါတို့အရောက်တွင်ဓာဖြစ် ထိုးတက်လိုက်မှုဖြစ်၏ရဲမှုနှင့်ပတ်သက်၍မျက်မြင်ကိုတွေ့နန်းငယ်လာ၏အစစ်ခံချက်အပြင် မောင်ခင်များကလည်းရေကြီးရဲတပ်ဖွဲ့တွင်တူတက်ကြောင်းဝန်ခံထားပြီးဖြစ်သည်ပိုရွေခိုင်လုံဒီကမောင်ကျော်ငယ်ကို တက်စင်ကအသုံးပြုခဲ့သောဓာတ်ကိုပါ မောင်ခေမြကရဲတပ်ဖွဲ့သို့အပ်လိုက်ပြီးဖြစ်၏။ဤသည့်ကြောင့်လည်းရင်းမှုနှင့်ပတ်သက်၍မောင်ကျော်ငိမ့်အားတပ်သူတရခမ်းမှမောင်ခေမြမှလွဲ၍ဘသူမှမဖြစ်နိုင်ကြောင်းငင်းကွယ်၍မရနိုင်အောင်ခိုင်လုံနေပြီးဖြစ်သည်။ဤတရခမ်းမျိုးကိုရှောင်လဲချက်ပေးရမည်။ကျွန်တော်လောက်မိုက်ကန်းသောရှိနေတယောက်ကဤကဘာတွင် ရှိတော်မည်မဟုတ်ပေ။မျက်ဖြူဆိုင်နေသော လူနာတယောက်ကိုကုသရမည်အခြေအနေတွင်ရောက်နေကြောင်းမိမိကိုယ်ကိုမိမိနားလည်လိုက်ပါ၏။သို့သောတရားခံမောင်ခင်များ၏အဖေနှင့်အမေမှာကျွန်တော်၏မိဆွေရင်းချများဖြစ်နေပြန်သဖြင့်မလွဲတာမရှောင်တာဖြစ်ခဲ့ရပြန်သည်။နောက်ဆုံးစေမီတို့ကို လက်ကင်ပြုကပျောက်ကင်းအောင်မကုသနိုင်သည့်တိုင်အသက်ထွန်းညင်သာအောင်တော့စူးစမ်းပေးရမည်ဖြစ်၏။အမှုချင်းဆိုသောရက်တို့တိုင်ခဲ့ပေပြီ။ တရားရုံးခန်းမတဲ့သူဝင်လိုက်မိသည့်နှင့်ခုံနေသောရင်ကိုထိန်းချုပ်လိုက်ကမျက်လွာကို အောက်သို့ချ၍ကျွန်တော်အတွက်တီးတန့်ခုံတွင်ဝင်ထိုင်လိုက်မိ၏ပြီးမှ တရားရုံးခန်းထဲသို့အကဲခတ်သောအကြည့်ဖြင့်မရေရေ ကြည့်လိုက်မိသည်တရားသူကြီးနှင့်ဂျူရီလူကြီးနှစ်ယောက်တို့လည်းသူ့နေရာနှင့်သူအတင်ထိုင်နေကြ၏တရားလုံးနှင့် မိတ်ဆွေချို့သည်လက်ဝဲဘက်တွင်ထိုင်၍တရားခန်း၏အဖေနှင့်အမေဖြစ်ကြသော ကျွန်တော်မိတ်ဆွေဦးတာရုံးနှင့်ဒေါ်မြမြဝင်းတို့ကညာဘက်တွင်ထိုင်နေကြ၏ပြီးကျွန်တော်ဘက်မှတရခမ်းမောင်ခင်မြကိုအဆောင်ရေးသားများခြံရန်လျက် ပရိသတ်များထိုင်ရာ အလဲခတ်ကြကြခုံတန်းရှိလေအပေါ်တွင် တွေ့ရသည်ခုံတွင်ဝင်ထိုင်ပြီးမှ ကျွန်တော်စိတ်များကပို၍ခြောက်ခြားနေမိသည်အကြောင်းတော်က ကျွန်တော်နှင့်ဖက်ပြန်၍စကားစစ်ထိုးရမည်သူမှ ရှေ့နေကြီးဥခင်အောင်ဖြစ်နေ၏ဥခင်အောင်ကိုတော့ ကျွန်တော်အမှန်ကြောက်ရွံ့နေမိသည်မကြောက်ရွံ့လည်းမဖြစ်ဦးခေအောင်သည်ရှေ့နေအဖြစ်လောက်ကင်စားခဲ့သည်မှာအနည်း20ကျော်ကြာခဲ့ပြီဖြစ်၏ဦးခေအောင်နဲ့ကျွန်တော်ဤရှေ့နေဘဝအတွေ့အကြုံကိုပြန်၍စံထိုးကြည့်မည်ဆိုကြေကမိုးနေ့မြေလို꽈ချားနေ၏ပြီးဦးခေအောင်တွင်တခုကောင်းကရှိနေသည်ဦးခေအောင်တွင်ရှိသောတခုကောင်းကိုမွေမွေခြင်းမူချေမြင်သည်ဆိုပြီးတကယ်တော့ ကျွန်တော်သိရှိပြီးသားဖြစ်ရင်းချက်ကဥခေအောင်သည်ဂျူရီလူကြီးများကိုဇဝေဇဝါဖြစ်သွားအောင်နှင့်တဖက်သားဤစိတ်ကိုမခံချင်အောင်ပြု၍အဖြစ်မှန်ကို ဟုံးကွယ်ပစ်တတ်သောအကျင့်ဖြစ်သည်တရားသူကြီးသည် အမှုကိုစတင်၍ဖွင့်လှစ်လိုက်၏ဥခေအောင်က သူ့တရားလိုဘက်မှတက်သေးများကိုစတင်၍စစ်ဆေးလိုက်၏တက်သေးကလည်းနေနေကိုများများဖြစ်အောင်ပုံကြီးချဲ့၍ထွက်ဆိုနေကြသည် ဥခင်ရောင်ဤအကွက်စီ၍တိတ်သေးကြစ်လက်လာသောမေကိုများနှင့်တက်သည်မနန်းငိမ့်လာ၏ထွက်ဆိုချမ်းများကကျွန်တော်အမှုသည်တရားခံမင်းမဆိုထားနှင့်ကျွန်တော်ပင် ကျိုးများနှင့်အရစ်ပတ်ခံရသလိုမရှူနိုင်မကဲနိုင် ဖြစ်လာ၏ဥခင်အောင်အားကျွန်တော်ကလမ်းကြောင်းပြောင်းလို့ပြောင်းရဆိုသောထောက်ကွက်ကလေးများဖြင့်ပညာပြကြည့်သေးသည်သို့သောကျွန်တော်ကြားပြတ်မေကိုများကိုဥခင်အောင်ကအထင်ငော့မရှိ အဖြစ်ပေးနေ၏ပြီးဥခင်အောင်ကတရားသူကြီးနှင့်တကွဂျူရီလူကြီးများအားသူထင်ကြီးကို တုပ်ပြီးနှောင်ပြီးတင်ပြလိုက်သည် လေးစားထိုက်သောဂျူရီလူကြီးမင်းများခမညာကျွန်တော်၏တရားလိုဘက်မှတက်တည်များရဲ့ထွက်ဆိုချက်ကိုကြားနာမှတ်သားပြီးပြီဟုကျွန်တော်ယုံကြည်ပါတယ်တရားလိုရှိနေဥခင်အောင်က စကားအဆကိုခိတ္တရက်ထားလိုက်ပါသည်ပြီးမှဆက်၍ပြောလိုက်၏မျက်မြင်ကိုတွေ့ဖြစ်တဲ့ မန္တန်းကြီးလာရဲ့ထွက်ဆိုချက်နဲ့ရေကြီးရဲတပ်ဖွဲ့မှတရားခံကိုရိုင်းဒီအမှုကို ကျူးလွန်မိပါတယ်လို့ဖြောင်းချက်ပေးထားတဲ့အချက်တွေကိုထောက်ပြီးပေါင်းဆက်ကြည့်ရင် အမှုဟာမိမောင်ကြီးများထိုးပြထားသလိုရှင်းလာပါတယ်။ပြီးဒီလောက်ခိုင်လုံနေတဲ့အမှုဘက်ကစင်ကြီးတက်မဲ့ရှေ့နေကိုလည်းကျွန်တော်တော်တော်လေးအံ့ဩနေမိပါတယ်။သူဟာမျက်ဖြူဆိုင်နေတဲ့လူနာကို လိုက်ပြီးကူတာနေတဲ့ဘိန်တော်ဆရာတယောက်လို့ကျွန်တော်ဆိုချင်ပါတယ်။ ပြီးတော့သူဟာ လူနာအကဲကို မခတ်တတ်တဲ့နယ်လဘိန်းတို့ဘိန်းတော့ဆရာတယောက်ဖြစ်ကြောင်းဒီအမှုကို လိုက်လာခြင်းကတတ်သိခံနေပါတယ်။ဒါကြောင့်သူ့လျှောက်လဲချက်တွေကိုယုံကြည်ရလောက်အောင်ကျွန်တော်အဖို့တော့တော်တော်လေးခတ်ပါတယ်။ပညာရှိဂျူရီလူကြီးမင်းများသာစဉ်းစားပြီးအမှုကိုအမြဲဆုံးအဆုံးဖြတ်ပေးဖို့ကျွန်တော်တောင်းဆိုပါတယ်။တရလိုရှိနေကြီးဦးခင်အောင်ဤတင်ပြချက်ကပြီးဆုံးသွားပြီဖြစ်သည်။ရှိနေကြီးဦးခင်အောင်သည် သူဤပညာပေါ်တွင် အကွက်ဆန်းထွင်က ကျွန်တော်ကိုလည်းခေါင်းမထူနိုင်အောင် မျက်စီတဲတဲပတ်သွားပြီဖြစ်၏ကျွန်တော်အလဲသူရောက်လာပြီဖြစ်သည်ဖြစ်ဂျူဒီလူကြီးများရှိတွင်ကျွန်တော်ကကျိုးနွံသောအမှုရာဖြင့်မတ်တက်ရက်လိုက်ပါသည်ဂျူဒီလူကြီးမင်းများကတရားခံရှိနေကျွန်တော်အားဝိုင်းကြည့်နေကြ၏ဂျူဒီလူကြီးမင်းများ၏၂၄လုံးသောမျက်စီအောက်တွင်ကျွန်တော်အမှုတွေများ၏ဘတ်သူမျက်စီကိုဟွေကား ကြည်လိုက်၏ကျွန်ုပ်အမှုတွေများမှာတဖက်သောရှိနေ၏ထိုးစစ်တန်းကိုအလူးလဲခံနေရသောကျွန်တော်အားညှိုးငယ်သောမျက်နှာလေးများဖြင့်ကြည်နေကြပါသည်မောင်ခင်မြပထမဆုံးကျွန်တော်ဘက်မှတရခမ်း၏နာမည်ကိုကျွန်တော်ခေါ်လိုက်ပါသည်ခမမေမောင်ကျော်ငင်းကိုသိသလားကျွန်တော်ကပြန်မေးလိုက်ပါ၏သိပါတယ်နန်းငင်းလောက်ကိုကောကွယ်သိပါတယ်ခမကဲဒီလိုဆိုကောင်းပြီ မောင်ကျော်ငယ်မနန်းကြီးလာတို့အိမ်ပေါ်ကအစင် လူတယောက်ကဓားနဲ့ထိုးပြီးထွက်ပြေးသွားတယ်။အဲ့ဒီလူကိုမင်းသိလား။သိပါတယ်။သိရင်အဲ့ဒီလူကိုပြောစမ်းကွယ်။ဘယ်ကိုများထွက်ပြေးသလဲ။ကျွန်တော်ပါ။ဟင်။ကျွန်တော်ပါစက်မှာမောင်ခင်များဤအဖြေကြောင့်တလုံးနဲ့ပွင့်အံထွက်သွားပါသည်။ထိုချိန်တွင် တရလိုဘက်မှရှင်နေကြီးဦးခင်အောင်ဤကြီးမောတန်ကကျွန်တော်ရှင်တို့ခြေဆုံးဖြင့်ပြေးကန်လိုက်သလို့ ခံလိုက်ရပါသည် အားလုံး၏မျက်စီများကလည်းကျွန်တော်ထံသို့စူးပြုံ၍ရောက်လာကြပါ၏မင်းတက်တာအမှန်ဟုတ်ရဲ့လားတယောက်ယောက်ကတက်ပြီးထွက်ပြေးတော့အနာမမင်းရောက်နေပြီ ထန်းသေးကြွေးကကြီးနေကైဖြစ်သွားတာကောမဖြစ်နိုင်ဘူးလားတက်သွားတဲ့လူကိုမှတ်မိရင်ပြောပါတက်သွားသူရဲ့အနေထားကိုပြောရုံနဲ့မင်းလွတ်ကင်းနိုင်တယ်ဟုတ်ပါတယ်ကျွန်တော်ကိုယ်တိုင်တက်တာပါ တရားသူကြီးခုံပေါ်မှာတင်ထားတဲ့ဓာတ်ဟာကျွန်တော် ကြော်ငင်းကိုထိုးလိုက်တဲ့ဓာပါ အခုမှပြက်တနာကရှင်းရလေပြီတရားခံဖြစ်သူကိုယ်တိုင် ဖြောင်းချက်ပေးနေသောအခါကျွန်တော်နှစ်ဖူးမှဇော်ကြီးများက အလိုလိုထွက်ကြလာတော့သည်ယခုအတိုင်းသာဆိုပါကြီးကတရားခံသည်လွတ်ဖို့ပင်မဆိုထားနှင့်တူတင်ကြံစီသော အမှုဖြစ်ကြောင်းရှင်းနေသည်ရင်းမှုပေါ်တွင်ကြည်ပါကတရားခံသည်ပုံမှန်300နှစ်တခါခွေးနှင့်ညီစွန်းနေသည်ဖြစ် တေစားတေစီအမိန့်ကိုပင်ကြာခံတဲ့ကြောင်းကျွန်တော်နားလည်လိုက်ပါသည် ပထမဆုံးကျွန်တော်၏အစီအစဉ်မှာတရခန်နှင့်ရေလာမြောင်းပေပြောကပုံမှန်300နှင့်1ခါခွေလမ်းကြောင်းပေါ်မှပုံမှန်300လေးလမ်းကြောင်းပေါ်သို့ပြောင်းမေးရန်ဖြစ်၏ကျွန်တော်ပြောင်းမေးသောလမ်းကြောင်းပေါ်သို့ရောက်သွားပါကဒေါသအလျောက်ဖြစ်သည်မို့အလုံချမ်းနှင့်ထောင်နှံခုနှစ်တာကြာခံတဲ့ကြောင်းကျွန်တော်နားလည်ထားပါသည် သို့သောတရခန်ကကျွန်တော်ဖြောင်းပြပြီးတော့လမ်းကြောင်းပေါ်သို့မတက်ခဲ့ပါဘီပထမဆုံးတရခန်ဤမိဘနှစ်ပါးကို ကြည့်လိုက်မိပါသည် သူတို့ဤမျက်နှာများက သွေးမရှိသူကဲ့သို့ညိုငယ်နေကြပါ၏ဒုတိယအနေနှင့်ကျွန်တော်ဘက်မှတရခန်ကို ကြည့်လိုက်မိသည် အမှုသွားမှုလာဤတဘောလမ်းကြောင်းကိုတည်နေသောကျွန်တော်မှာခြေမကမ်းမိလက်မကမ်းမိဖြစ်နေသည့်တိုင်ကျွန်တော်တရခန်ဤအမှုရာမှာ ကြောက်ရွံ့ထိတ်လန့်မှုကိုမျှပေမပြဘဲဘာမှမဖြစ်တလို့ခက်အေးအေးပင်ထိုင်နေ၏ဂျူရီလူကြီးများနဲ့တကွာအလုံးမင်းပရိသတ်များကလည်းတရခမ်းမောင်ခင်မြကိုအံ့ဩသောအမူအရာဖြင့်ဝိုင်းကြည့်နေကြပါသည်တစ်ချက်တစ်ချက်တွင်ဂျူရီလူကြီးများ၏အကြည့်နှင့်ဥခင်အောင်၏အကြည့်ကကျွန်တော်စီတို့ရောက်လာတတ်၏သူတို့အကြည့်ကိုခံလိုက်ရတိုင်းကျွန်တော်မှာပို၍ခြောက်ချနေမိသည် လူတမ်းမှုရိုးရိုးသာဆိုပါကြီးကဒီမြလောက်ကျွန်တော်ခြောက်ချားမိမိမဟုတ်ပေသို့တော်ကျွန်တော်အမှုတွေက သူကျူးလွန်မိတော့လူတမ်းမှုကိုဝန်ခံထားပြီးဖြစ်တော့ကြောင်းအရှုံးဘက်မှစင်ကြီးလဲရမိအတွက်ကိုလေးပြာကို မလုံဖြစ်နေမိသည် သို့တော်တရခန်ဤမိပါနှစ်ပါးကညိုးငယ်သောမျက်နှာလေးများဖြင့်ကျွန်တော်အားအကူအညီတောင်းသလိုကြည့်နေ၏ယင်းချိန်မှပင်ကျွန်တော်ကောင်းတဲ့သူ အတိတ်တစ်ခုဝင်လာ၏ရင်းသည်ကတရခန်တန်နောက်ဆုံးထွက်ပေါက်ကိုရှာရန်ဖြစ်သည်ဤသည်ကြောင့်လည်းအလျှောက်ကောင်းအထောင်းတတဆိုသောဆောင်းပုတ်ကိုနှလုံးသွင်းကဂျူရီလူကြီးများဘက်သို့လှည့်လိုက်ပါ၏လေးသားထိုက်သောဂျူရီလူကြီးမင်းများခမညာကျွန်တော်ကအတန်ကိုတတ်နိုင်သမျှထိန်းကပြောလိုက်သည်ပြီးစကားစားကိုခဏရထားကကျွန်တော်ပြောရမည့်စကားကိုအစာရှာနေလိုက်မိ၏ ြီးမှစကားအစကိုဆက်လိုက်သည်ကျွန်တော်အမှုတယ်ဖြစ်သူ မောင်ခေမြကို လူကြီးမင်းများမျက်မြင်ကိုတွေ့မို့ကျွန်တော်အထူးဆိုးဝဲမရှိပါဘူးဒါပေမဲ့ကျွန်တော်အမှုတယ်မောင်ခေမြအပေါ်မှာတညာစွာပြောကြမယ်ဆိုရင်ဂျူရီလူကြီးမင်းများတေးကြစွာစီစစ်ပေးပါလို့ကျွန်တော်တောင်းဆိုပါတယ်ကျွန်တော်ကစကားအစကိုခိတရထားလိုက်ပြန်ပါသည်ပြီးတခန်းလုံးကိုအကဲခတ်လိုက်၏ဂျူရီလူကြီးမင်းများနဲ့တကွာ ကြွားရောက်နားထောင်ကြသောမင်းပရိသတ်များ၏မျက်စီများသည်ပို၍အာယုံဆူးဆိုင်သောအမူအရာဖြင့်ကျွန်တော်အားကြည်နေကြပါသည်။ပြီးမှကျွန်တော်ကစကားစာကိုဆက်လိုက်၏။လေးသားထိုက်သောဂျူရီလူကြီးမင်းများခမညာအမှုတွေတိုင်းဟာ ကိုအမှုကိုကြောက်ရွံ့တတ်ကြပါလေ။ဒါကြောင့်အမှန်တရားကို ဖုံးကွယ်ကအမျိုးမျိုးစင်ကြီးပေးကြတာကိုလေဂျူရီလူကြီးမင်းများမြင်မှုတွေ့ဘူးဖြစ်ကြပါလိမ့်မယ်။ ဒါပေမဲ့အခုကျွန်တော်အမှုတွေဟာကြောက်ရွံ့မှုပဲမဆိုထားပါနဲ့သူ့ရဲ့အမှုကိုဖုံးကွယ်တာတောင်မတွေ့ရပါဘူး။ဒါကြောင့်သူ့အပေါ်မှာကျွန်တော်တန်တရားဖြစ်မိပါတယ်။ကျွန်တော်ဤစကားဆုံးတွင် တခမ်းလုံးတိတ်ဆိတ်ပြီး တရားခံမောင်ခင်မြအားဝိုင်း၍ကြည်နေကြပါ၏။ထိုအချက်ကပင် ကျွန်တော်အတွက်အခွင့်ကောင်းဖြစ်လာသည်။ရှင်းနေတော်မူသည်လက်ဝိတ်သမားကဲ့သို့အခွင့်ကောင်းနှင့်တဖက်မှအငိုက်ကို ကြည်နေကြသူများဖြစ်သည်ဖြစ်ကျွန်တော်ကလည်းအခွင့်ကောင်းရခိုင်ထိုးချက်ကိုအိုး၍တွက်လိုက်ပါသည် လေးစားထိုက်သောဂျူရီလူကြီးမင်းများခမညာကျွန်တော်ထက်ဆင်လျှောက်လဲချက်ပေးပါရစေအကယ်၍အမှုတစ်ခုစစ်နေစဉ်အတွင်းတရားခံသည်ကြောက်ရွံ့ထိတ်လန့်မှုမပြခြင်းနှင့်မိမိ၏အမှုကိုခိုးခံနိုင်သည့်အခြေမရှိက ရာဇဝတ်ကျင်ထုံးပုံမှန်၄၆၄အရာ ဆောင်ရွက်ရန်လိုအပ်သည်ဟု ဆိုသော ြင်းမှုစီစဉ်သူတို့ရဲ့ကျင့်သုံးကိုထောက်ချင်ပြီးစဉ်းစား၍စီစဉ်ပေးရန်ကျွန်တော်နောက်ဆုံးတောင်းဆိုပါရခင်ဗျာကျွန်တော်ကခုံတွင် လေးလံထိုင်းမိုင်းစွာ ပြန်၍ထိုင်ချလိုက်၏ပြီးပြုံးနေသောဂျူရီလူကြီးများကိုတစ်ချက်အခဲခတ်လိုက်မိသည်ထိုအချိန်နှင့်မရှိမနှောင်းပင်ဂျူရီလူကြီးများတီးတန့်ခန်းထဲသို့အရှူအရှူဝင်သွားကြ၏တရားရုံးကအတွင်ရှိ လူတို့ပြိတ္တကြီးနှင့်အတူ ကျွန်တော်လည်းဂျူရီလူကြီးများတွင်ရင်တမမဖြင့်စောင့်နေလိုက်မိသည်15မိနစ်ခန့်ကြာတွင်ဂျူရီလူကြီးများတရားရုံးခန်းတွင်သို့ပြန်၍ဝင်လာကြ၏ပြီးဂျူရီလူကြီးများတင်ပြသော အဆုံးအဖြတ်ကို တရားသူကြီးကဖတ်ကြားလိုက်သည်နေစွဲ1965ခုနိုဝင်ဘာလ26ရက်နေ့တရားခံမောင်ခင်များသည်တေသူမောင်ကျော်ငိမ့်အားတက်သည်မှာတရားလိုဘက်မှာ မျက်မြင်တတ်သေး၏ထွက်ဆိုချက်နှင့်တရားခံကိုယ်တိုင်ဝန်ခံထားပြီးဖြစ်သဖြင့်တရားခံအပေါ်တွင် ပြစ်မှုထင်ရှားကြောင်းတွေ့ရသည်သို့အတွက်တရားခံမောင်ခင်များသည် ပုံမှန်300နှင့်1ခါခွေးနှင့်ညီစောနေသဖြင့်တေစားတေစီအမိန့်ကိုပင် ချမှတ်သင့်သည်သို့သောအကယ်၍အမှုစင်နေစဉ်တွင်တရားခံသည်မိမိ၏အမှုကိုခုခံကာကွယ်နိုင်သည့်အခြေအနေမရှိကား ရာဇဝတ်ကျင်ထုံပုံမှာ464အရာဆောင်ရွက်ရန်လိုအပ်သည်ဟု ဖော်ပြထားသော တရားစီစဉ်သူတို့၏လိုင်နာကျင်ထုံကိုထောက်ချင်၍ဤအမှုကို ပြန်လည်စစ်ဆေးရန် အမိန်ချပါကအစိုးရငွေကုန်ကြေးကြများပြီး အကျိုးထူးလာရန်အကြောင်းမရှိကြီးအဘဲကြောင့်ဆိုသောတရားခံသည်မိမိအမှုကိုမိမိကိုယ်တိုင်ခုခံခြေပနိုင်သည့်အခြေအနေမရှိသည့်အပြင်၎င်းတရားခံ၏ ကိုအမှုရာနှုတ်အမှုရာကိုကြည့်၍စိတ်မနှံ့သူတဦးဖြစ်ကြောင်းတွေးရှိနေရသည်တို့အတွက်တရားယုံတော်အားတန်တရားဖြစ်စေသောရှင်တရခံ မောင်ခေမြအားတရသည်လွတ်လိုက်သည်သို့သော လူတို့ဤလုံခြုံမှုကိုရှေးရှု၍၎င်းရှင်တရခံဤနောင်ရေးကိုရှေးရှု၍၎င်းရှင်တရခံအားစိတ်တစဆေးယုံသို့ပိုပေးရန်နှင့်တသံရာဆေးယုံတာဝန်ခံအရာရှိများက ၎င်း၏ယောဂါကိုကင်းစင်ပပျောက်ပြီးဟု ယူဆ၍ထိမ့်သိမ့်ကုသရန်မလူတော့သည့်အချိန်တွင်စေယုံမှ ခွင့်ပြု၍လွတ်လပ်စွာတွာလာစေရန်ဆုံးဖြတ်အမိန့်ချလိုက်သည်ဟူ၍ဖြစ်သည်။နာဆင်ပေးသူအလုံးကိုဂျေဇူးတူပဲတင်ရှိပါရဲ့ရှင်။